ကျွန်တော်ဟိုဂျီဆရာကြီးဦးလွင်ကျော်ရဲ့တပည့်တယောက်ဖြစ်ပါတယ်။အဲဗီဒီယိုယူတုပ်ပြီးတော့ဗီဒီယိုနဲ့တမောင်းရောက်ပြုမယ်လို့စိတ်ပန်းပြပြီးရဲ့နောက်ပိုင်းမှာအဲဆရာကြီးဦးသိန်းဟာဆရာဦးလွင်ကျော်ရှင်ကျွန်တော်ဗီဒီယိုပြန်တော့တင်ယူခဲ့ပါတယ်။ ော့ဒီမှာဖုန်းနှလုံးရှိုံနဲ့ဘာပဲလို့လို့အလွယ်လေးမှယူနိုင်မယ် mercury.shopping app mercury မှာဘာပဲလို့လို့ရနိုင်ပြီနော်တိဖုန်းနဲ့အကောင်းဆုံး shopping မှာ mercury your shopping partner ဆရာကြီးရဲ့အဆိုအမိန့်တွေကိုလည်းအများကြီးနားခံခဲ့ရတယ်နော်နော်ဆရာအနည်းငယ်ဆိုလို့ရှိရင်ဒီကို တရားသမားတွေနဲ့ဘုရားရဲ့အစုံမိတ်တွေနဲ့ရှင်ပြီးတယ်တင် जा ပြီးပါနောက်ပြီးတော့ဆရာတရုတ်ပြည်မှာသွားပြီးတော့လည်းဗီဒီယိုလေ့လာပြီးပါအဲ့ချိန်မှာမမရဆရာဝန်ကြီးပြောတာကတရုတ်ပြည်မှာသွားလေ့လာတဲ့အခါသူကတရုတ်ပြည်ကတရုတ်ပြည်ဆရာကြီးတယောက်ကဒီသင်္ကတ်တွေရေးတဲ့ဗီဒီယိုဆရာကြီးတယောက်ကသင်္ကတ်တွေရှိတဲ့နေရာမှာသူကနေပေါင်းရတော့သွားနေပြီးတော့ ဒီသင်္ကန်းတွေရဲ့နေတိုင်းဘုံပေါ့ဖွားဘုံအစာရှာဘုံစသဖြင့်စသည်ဖြင့်ဆိုလေးလားနှစ်ပါးဘာနေပြီးတော့မှလာပေါင်းရတာတော့ပြန်ရေးတဲ့အခါကျအလိုရေးတယ်ပေါ့နော်ဆရာကြီးဦးနှင်းကြီးအဲ့ဒီကိုကြိုက်တယ်ပေါ့နော်နောက်ဆရာရေးတဲ့ကားတွေဆရာ subject ကိုလေ့လာပြီးတော့ဆရာအလိုရေးရဒါမှရှင်းလာမှုရတယ်ဆရာကြီးကပြောကြားသလိုကျွန်တော်တို့လည်းအဲ့လိုသင်ပေးခဲ့ပါ ောပြီးတော့ဆရာအကြီးဆရာတရားသမားတွေကိုတီးဖို့လို့ဘာလို့ဆိုစိတ်အကြောင်းတွေကိုတီးမှာကိုကကောင်းကောင်းအာယုံတရားတွေကိုဖွဲစိတ်ကြာပြီးတော့ကြည်နိုင်မယ်ရေးနိုင်မယ်ပေါ့နော်အဲအဲ့လိုသင်ကြားပေးပါအဲဒါမို့လောကမှာနေနေထိုင်နေတွေဘယ်လိုကြည်စရာဘယ်လိုနေထိုင်ရမလဲစသည်ဖြင့်အကုန်လုံးသင်ကြားပေးပါဘူး။ဒီကြီးကတော့ ရောက်တိုင်းရောက်တိုင်းမှာ movement တွေကိုဆရာရေးတဲ့ကားက movement တွေပါတယ်နော် subject တခုကိုကြည့်မြေပဲလေးလာပြီးတော့မှအလို့ရဲ့အတွက်ရှင်းတမ်းမှုနဲ့ movement တွေရတယ်ကျွန်တော်တို့တင်ကြပေးခဲ့ပါအဲ့ဒါအဓိကပါပဲဆရာတော့ကိုဆရာရေးတဲ့ subject တွေကြည့်တယ်အဲ movement လည်းအများကြီးတွေ့ရတယ်အယောင်တွေလည်းတုတ်ရှားနေတယ်ဆရာတွေကအဲ့ဒါတင်ကြပြရတယ် ဲ့ဒါတွေကိုလည်းသူကတရုတ်ပြည်ကလေ့လာနေတာအဲ့တော့ဆရာကြီးဆင်းနေရောဟိုလင်းဟိုလင်းပေါ့လေချုပ်ပြောပဲလေဆရာကြီးကဘာသာရေးနဲ့အမီလိမ္မာနေထိုင်မှုလည်းပြောကြခဲ့ပါဘူးအကြီးဆရာရောက်ရရဘွားပဲစီရည်ဖြစ်ဖြစ်ချမ်းသာဖြစ်ဖြစ်နော်အကြီးကိုလက်မလွတ်ဖို့တော့ဟိုလက်မလွတ်ခုံမင်းသားနဲ့ရေးကြဖို့နော်ဆရာကြီးဆိုလည်းအခုအဲ့ တတိယအဲ့ရတွေကမထလိုက်ပါဘူးကျွန်တော်တော့လုပ်စီတယ်ရေးပြပါလေစုတာနဲ့စိတ်နဲ့ချပြလိုက်ရေးပြရေးရေးတော့ရဆရာကြီးကဘယ်တက်ရရောက်ရောက်ဒီကွန်ပျူတာနဲ့ရေးနေတာပါရေးမှကြတယ်မဟုတ်ဘူးဒီလေးရတွေမှာကြည့်တဲ့ကောင်ကတမားကုန်လေးပါနေပါနော်နော်တမားကုန်လေးပါနေပါအဲ့တော့တော်တော်ကြည်ကြများများတယ်ကျွန်တော်တို့ဆိုတဲ့ဆရာကြီးရဲ့အစုံလေးအောင်ကြည့်ပြလာတာ အဲ့ဆရာကြီးရတယ်ရောက်တရမှာအဲ့တင်ကြကြည်စရာကောင်းတယ်ရောက်တရမှာအဲ့တင်ကြတယ်ပြောပြတယ်ပကြီးဆိုတာပါနော်ရှင်းပြတာပါနော်ဒီတော့ခုနပြောသူတရားတွေမှာလည်းဒီတော့ကျွန်တော်ပြောသလိုပဲအယုံတရားတွေခွဲခြားစိတ်ပြပြီးတိဖို့လိုတယ်ကြည်စရာဆိုတော့တမာရီရှိမှသူကရေးလို့ရရဆိုတာစိတ်ကိုတိဆောက်ရမှာပါနော်အယုံတစ်ခုကိုတဲ့ဆရာတင်ပြပေးတာကိုယ့်ဘက်ကို ဖော်ကျူးနိုင်ရမယ်ပေါ့နော်။မရှိတဲ့ subject တခုကိုစိတ်ကူးနဲ့ဖန်ဆင်းနိုင်ရမယ်။ဒီအဲ့ဒါကိုရေးပြဖို့ကလည်းဒီပညာကိုထုံးလို့ချေယူလို့နောက်ပြီးဟိုတင်ရရနေစပြီးတော့ artist တယောက်ဖြစ်တဲ့ဒီကိုနားလည်ထားဖို့တိုးတယ်။ဆရာတင် जा ပေးပါ။အဲ့တော့အခုဒီလောကမှာဆိုလို့ရှိရင်တော်တော်နမရှိရပကြီးကြပြည့်ကိုရှိတဲ့ပကြီးကပြည့်ကိုဆရာကြီးရအစုံမိတ်လို့ ဆရာကြီးရဲ့အရှင်ဘုရားလေးရင်းနှီးကြောင်းနေလာတယ်ဒီလောကကြီးတိုးတက်လာတာလေဆရာလွန်ကျေပဲဆရာကောင်းမိသားမှုတွေတော့ပါတယ်ဒီမှာကျွန်တော်ပြောကြည့်ပါဦးကျွန်တော်တော့အလောက်အလောက်မျိုးကျွန်တော်လည်းဆိုတော့ဘုရားကြီးတော်လို့ရှိရင်ဆရာဘုရားကြီးမေခွန်းနေမေတော့တင်ကြပေးတော့တကယ်ကြပြောတာတကယ်ပြောတာဒီကပြောတာဟုတ်တယ်စိတ်စိတ်ဆောင်းစိတ်ဆောင်းမကားနဲ့ပါနော်ဆရာပြောတာစိတ်ဆောင်းမကားနဲ့ဒီကတခုအာယုံနဲ့ တို့ကြည့်ရမှာမဟုတ်ဘူးအလုံးတောင်နဲ့ပေါက်ဖွားပြီးတော့ရေးပြနေရတော့ဆရာရေးတယ်ဗျာတို့ရေးပြီးတော့ဘာဆက်ပြဲမှာသူရှိမှာမရှိဘူးမြင်းနေဆိုတော့ဆရာအလုပ်ရတယ်ဒါမြင်းလို့တော့ဆရာအရင်ကလေးလာဖို့တူတူတို့ပြောကျန်တာတွေကသူအယုံတရားနဲ့ရေးသွားတာဆရာတစ်ခါတလေကြရင်မကြည့်ရဲရင်တော့တချင်းတည်းနဲ့ရေးတယ်အဲ့ဒါအဲ့ဒါတော့ရေးတဲ့ဆရာမြန်တယ်မြန်တယ်ဟာသူအယုံမှာကဆရာရဲ့ဒီ စိတ်ကိုတိဆောက်ထားတဲ့ကြည့်တယ်ဘောလေ။ဘာလို့လဲဆိုတော့တိနေပုံရတယ်။ကျွန်တော်တို့တည်းအရင်တင်ကြပေးတာ။ဆရာကြီးနဲ့ကားကြီးကြည့်လိုက်ရင်ငွေနေတဲ့စပြတခုမှမရှိဘူး။လှုပ်လေတာ။ဆရာ movement တွေကိုအရင်သဘောကျတာ။ movement တွေလေကြည့်လိုက်မြင်းသမီးတွေဆိုတာကမြင်းနေလို့ပဲမြင်းနေတာမကြည့်တကြားလေးဘာလေးရေးနေတယ်တော့ကြားငြိမ်နေခင်းတယ်လို့ဆရာရေးတိုင်းကြားပန်းနေရတယ်။လှုပ်ခါလာ။ဒါတွေစိတ်တမာတွေတိဆောက်နေတယ်ဆိုတော့ကျွန်တော်တို့တင်ပေးပါလား။ ်အခုကျွန်တော်ပြောနေတာတွေကလည်းဆရာကြီးကျွန်တော်တို့တင်ပြကြောချရတာဘယ်လိုလဲဆရာလုံးကျေလည်းကျွန်တော်တို့လည်းငွေကဘောကဒီလိုချက်နှံ့ခဲ့တာဆရာလည်းပြောပါတယ်စံငယ်တို့ကဒီလိုချက်နှံ့ခဲ့ပါတယ်နော်ဟမ်ချက်နှံ့ခဲ့ပါဒီညမှာတခါအရင်တင်လို့ပါနော်ဆရာကြီးရဲ့ဦးလင်းကျေရဲ့ဆရာဖြစ်သူဆရာကြီးဦးတင်ရလည်းပြောစကားလေးတခုတည်းကျွန်တော်ထည့်ပြောပြပြသွားကြပါမယ် ကျွန်တော်ပကြီးတင်းနဲ့ပကြီးတင်းနဲ့ဒီစရာလုံးလို့ဆိုတော့ဆရာကြီးတင်းကဘာပြောလဲဆိုတော့ကျွန်တော်ပကြီးရေးမှလာဟုတ်တယ်ပကြီးစရာလုံးလို့ပြောကမင်းတို့ငါ့ဖို့တင်ရတယ်ငါ့ဖို့တင်ရတယ်တဲ့ဆရာကြီးတင်းကနော်ဘာတို့ငယ်ငါခဲ့တာပကြီးစရာလုံးမယ်ဆိုလို့ရှိလို့ရှိဘောကကျန်းတယ်ကွာစားဖို့ဆိုတာလွယ်တယ်နေဖို့ဆိုတာမသိက်ခက်မေကျော်တခင်းကြတော့ရှာထားကြီးတယ်ဆရာကြီးတဲ့အဲ့လိုတင်တာပြည်စရာပြဖို့ကျော်တခင်းကနေရာခက်တယ် စားဖို့အမေစံတိတ်ချောင်သားကွာအင်းပြောင်းဦးနေစားမှာလည်းပဲ့ရုံနေတာရရဆရာလည်းအဲ့လိုပဲအင်းဗီဒီယိုလုံးလာဆိုတော့လေနေစရာကြောတခဲသာတော့ရှိရစံတိတ်ချောင်သားနော်ဗီဒီယိုဘောဆိုလိုတာကဗီဒီယိုဘောကကြမ်းတမ်းနေတာရမယ်ဆိုတော့သူတော့ပြောတာလေအဆရာကြီးကိုလည်းဥပညာကြီးမှာဆရာကြီးအသိဟန်တို့ကသွားတင်တဲ့ကောင်အဲ့အဲ့အတိုင်းပြောတယ်ဆရာကြီးဥပညာပဋ္ဌာန်ရှိတယ်လို့အိမ်ကအများချင်းအများချက်တယ်စံတိတ်ချောင် မချောက်နဲ့လို့အဲ့ဒါပြောတယ်အဲ့တော့ပကြီးသားလေးကစက်တန်းနဲ့ဘောကဒီမှာလုံးမပေါ်ဘူးငငယ်ညမှာကြမ်းတမ်းကြတယ်အဲ့တော့ကြမ်းတမ်းမှုဆိုရည်တင်ပေးသူတို့ဒီစရာစိတ်ကောင်းရှိရမယ်တမာရီအကောင်းရမယ်အရာရာကိုချစ်ခင်တတ်ရမယ်အလဘတွေကိုရှာဖွေမြင်တတ်ရမယ်ဒီအဲ့ဒါတို့တင်ပြပေးတယ်အဲ့ဒါတွေရတာဒီကားတွေကိုဖြစ်စေတဲ့အကြောင်းတရားတွေပါဘူး တော့ဆရာကြီးကြိုက်ကြည့်လိုက်ဆရာကြီးအရင်ချင်းတကွတော့ movement နေအရှင်ဘုရားရေးမယ်ဆိုရင်ဆရာကြီးကောက်ကြည့်တော့ဒုက္ခရတယ်အဲ့မဆရာကြီးရဲ့အယောင်နေနော်စုတ်ချက်တွေပေါ့နော်ဘယ်လိုပြောအောင်တော့ဆရာကြီးရဲ့ဟိုနေနေပေါ့စိတ်ခံစားမှုတွေကိုပြနေလို့ဆိုတော့ဆရာစိတ်တွေကလည်းအများအလိုရေးပြလိုက်ရင်စက်ပြက်တွေအများငြိမ်းငြိမ်းစက်ပြက်တခုတော့ဒုက္ခရတယ် လောက်ကသွားရဆိုတာပြည်ကြီးကလောက်ကလာတယ်အာယုံတရားတွေခံစားမိတယ်ဆိုတာပြရခုတို့တလုံးယူလိုက်နေဆရာဆရာယူလိုက်ရတာရှိတယ်အဲ့ဒါတွေရှိဖို့ကဆရာပြင်ပေးပါကျွန်တော်တို့ပြင်ပေးတယ်ဗျာဒီအောင်ကြောင်းနားလေးလိုင်းအများကြီးပါသူ subject တွေကတော့အများကြီးပါပြင်ပေးပါဆရာကြီးအရင်ရှင်တကူကအဲ့ဒါအာယုန်ရပြန်လို့အများအားလှုပ်ရှားတယ်ကြီးတိုင်းကြည့်တယ်လှုပ်ဆောင်ကြီးတယ်